အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ review လုပ်ပေးကြတာက KCO ကအခုနောက်မှာထွက်ထားတဲ့အကောင့်လေးပေါ့နော်ဒီကောင်လေးကတော်တော်လေးမိုက်တယ်ဆိုတာကဆိုတာပါလို့ပါတက်ပြီပေါ့ဗျဒီကောင်လေးအဓိကကျိုးပေါ့ကျိုးကတော့ကျွန်တော် mesh cable design လေးပေါ့ဒီကောင်ကအထစ်ကလေးလည်းပါတယ်ပေါ့နော်ကျွန်တော်ဒီကောင် adjust လုပ်ကြတာလည်းလွယ်တယ်အထစ်ကလေးလည်းပါတယ်ကျွန်တော်ဒီကလစ်လေးဖြုတ်ပြီးတော့ဒီကောင်အထစ်အတိုင်းလေး fitting လေးကျွန်တော်ထည့်လိုက်လို့ရှိရင်ရတယ်ကျွန်တော်ဟိုဘယ်လိုပြောမလဲ bracelet မှာကျွန်တော်တို့ကဝတ်တဲ့ဒီဇိုင်းပေါ်ကကျွန်တော်တို့ပြောမှဆိုရှင်ဟိုရွှေဒီပါဝတ်တယ်မလားကျွန်တော် platinum နဲ့ဝတ်တယ်ဆိုတော့အဲ့လိုဒီဇိုင်း MC လို့ခေါ်မလားမသိဘူးဘယ်လိုခေါ် MC ကျိုးလို့ခေါ်ရမလဲအဲ့လိုပုံစံမျိုးเนาะကျွန်တော်မျိုးလည်းအလွယ်ခေါ်ရဆိုရှင်ဒီရလေးပါရွေးချယ်စရာ color တွေကလည်း900 600ရှိတယ်ဗျအဓိကတော့တွေ့ဒီဇိုင်းကကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့ emoji မှာဆိုလို့ရှိရင် smile face လို့ခေါ်လို့ရတယ်ပျုံးနေတဲ့ပုံလေးဖြစ်ပျုံးနေတဲ့ပုံလေးဒီကောင်ပျုံးလုံးဝပျုံးနေတဲ့ပုံလေးနော်အဲဆောင်းဆောင်းမှတ်တယ်ဗျပျုံးနေတဲ့ပုံလေးတော်တော်လေးမှိုက်တယ်ဒီကောင ပပားလေးဒိုင်ကလည်းပပားလေးအဲ့လိုပပားလေးပေါ့ကျွန်တော်ဆိုတော့တသက်ရက်လေးနဲ့အဲ့လိုဝစ်ချင်တယ်ဆိုလို့ရှိရင်နော်အဲ့လိုလူကြီးမိနေတော့အစင်တော်တော်လေးပြည်တယ်ဇင်းတော့ကလည်းလုံးဝကိုမကြည့်ပါဘူးမကြည့်ပါဘူးဆိုတာက၄သိန်းကျော်ကျော်ပဲရှိပါတယ်ဇင်းတော့တိကျလေးကိုကျွန်တော်ဗီဒီယိုအောက်မှာပြပေးပါမယ်ရနေတဲ့ color လေးကိုလည်းကျွန်တော်ဒီဗီဒီယိုအောက်မှာကျွန်တော်ပြပေးပါမယ်ဒီကောင်လေးကကျွန်တော်တို့နေအောင်ကြီးစွမ်းအင်ထိနေသွေးတကယ်လဲเสียမလိုပါဘူးကျွန်တော်အော်တိုနိုင်တွေထက်တာတယ်ဗောနော်ကျွန်တော်အဲ့အော်တိုနိုင်ကြီးကကျွန်တော်ချွတ်လိုက်ရက်သွားတဲ့ feeling ကျွန်တော်မကြိုက်လို့ အော်တိုနိုင်သေးသေးတာလေဒီကောင်ဆိုလာစနစ်လောက်ထားတယ်ပပကက်ကက်လေးကိုမှဆိုလာစနစ်လေးနဲ့လောက်ထားတယ်ဒီကောင်ရဲ့အထူကတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်11မီလီပဲရှိတယ်ခင်ဗျာပါပါလေးပဲရှိတယ်11မီလီပဲကျွန်တော်ပြောထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်က10နဲ့ကျွေးစီကျွေးစီနှစ်ခုစာလောက်ပဲရှိတယ်ဗောနော်10နဲ့ကျွေးစီနှစ်ခုစာလောက်ပဲရှိတယ်ပပလေးပါနောက်ပြီးတော့လုံးဝတီဆောက်ထားတဲ့ပုံရတယ်လုံးဝအကျန်းခံတဲ့လုံးဝပြီးတော့ body ရောကျိုးရောလုံးဝအကျန်းခံတဲ့ဒီဇိုင်းမှာနောက်ပြီးရေအနက်မီတာ 50အထိရတယ်တော်တော်ကကျွန်တော်ရေးဆိုတာဘာလောက်ကမူးကြီးထိတာဘာလောက်ကပြောတော့ပြဿနာမရှိဘူးကျွန်တော်ရေးဖီအားကတော့ကျွန်တော်အနက်မီတာ50အထိပေးထားတဲ့အတွက်ကျွန်တော်ရေဝဲဝတ်ချိုးမလားတစ်သလုံးဝဲပတ်ထားမလားတစ်ခါမှမချိုးဘဲနဲ့ရေချိုးလဲဝတ်မလားကျွန်တော်မျက်နှာတင်လဲဝတ်မလားအိမ်ကတွားလဲဝတ်မလားဝတ်ချက်အဲ့လိုမျိုးဟာရေစိုက်တော့ထိဗျာပြဿနာလုံးဝမရှိဘူး stainless steel လုံးအစစ်ဖြစ်တဲ့ကျွန်တော်ကလည်း brand new authentic တွေပဲရောင်းတဲ့အတွက်စိတ်ချလက်ချပတ်လို့ရပါတယ်စပိုက်ဆိုင်ဝန်နေရာလည်း ကြောက်မှာနှစ်နှစ်အပြည့်ဝပါပါတယ်တယူဇန်သမားတွေအတွက်လည်း CMB ဝန်ကြီးဒီမှာတယူဇန်သမားတွေအတွက်လည်း CMB state ကြီးပါပါတယ်နားတွေကျွန်တော်တို့ရောင်ပြီးတော့ brain wash တွေလောက်ခံလာတဲ့လူတွေအတွက်တော့နော် CMB state ကပါပါတယ်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင် CMB ရဲ့တရားဝင်ကိုယ်စားသူတရားပစ္စည်းတွေကတော့လာတော့ပါခင်ဗျလူကျင်ဆိုလို့ရှိရင်ပါပါ CMB တယူဇန်လာမယ့်လူတွေနော်ကျွန်တော်နော် state ကကွာမယ့်ဝန်ကြီးမပေးတော့ဘူးနော်ဆရာပါဗျာစတိကတော့ကွာပါပဲနှစ်ပတ်ဆိုလို့ကွာပါပဲကတ်တာနည်းနည်းလေးဥစားအဲ့ဒီကောင်လေးကျွန်တော်ဒီကောင်လေးကျွန်တော် hologram နေဆိုတော့လေ အသားအထိပါများပဲ့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 ပြီးကျူပြီးတော့ကွာသွားမှာပါခင်ဗျာဒါမှနော်ဒါမှ CMC ကပါပါတယ်ပေါ့ဗျာလိုချင်တယ်ဆိုလို့ချင်းလည်းရပါတယ်ခင်ဗျာတော်တော်လေးမိုက်တာပါကျွန်တော်ကတော့အရန်အရန်ကိုတဘောကြတယ်ဗျာဒီကောင်လေးအခုနောက်ထွက်တဲ့ထဲမှာဆိုလို့ချင်းလည်းတော်တော်လေး fine နေကျွန်တော် review ရိုက်မရိုက်မယ်လဲကျွန်တော်မရိုက်ဖြစ်တာခင်ဗျာအခုဒါကတော့ပြောမယ်ဆိုရင်တော့ customer လူကြီးမင်းတယောက် order ရှိလာတော့အဲကျွန်တော် review ရိုက်ရတာပို့ပြီးတော့အဆင်ပြေသွားမှာနော်အဖြူဆွတ်ဆွတ်လေးကိုအဖြူဆွတ်ဆွတ်ပေါ့ဗျာလောကအဖြူဆွတ်ဆွတ်ဒိုင်ကိုမှအဲကျွန်တော်ဒီမှာ မိနစ်တွေဟိုမှာကျွန်တော်ကမိနစ်အကြီးကြီးလေးပြပေးတော့90 60အဲ့ဒါလေးပါတယ်အကျွန်တော်သဘောကျတဲ့အကြောင်းလေးတောင်ချေပြအစိမ်းအောင်လေးတော်တော်လေးမိုက်တယ်အဲ့ကောင်လေးကျွန်တော်နောက်ခါခွင့်တင်လို့ရှိရရှင်ကျွန်တော် review ကြိုက်ပေးပါမယ်ဒါလေးကတော့ကျွန်တော် customer လူကြီးမင်းတယောက်ကမှားလာတာပါတော်တော်အဖြူရောင်ပို့ပြီးတော့ကြိုက်တယ်ကျွန်တော်ကအစိမ်းအောင်ညှိုးပေးတယ်အာမို့တယ်ကျွန်တော်ကအဖြူရောင်ကြိုက်တယ်အစိမ်းကြီးကျွန်တော်မူရဲလို့ဆိုပြအဲ့ဒါအဖြူအဖြူရောင်လေးယူရတာပေါ့နော်ဒေးဒင်းကြီးနဲ့၅ဒင်းကြမှာကျွန်တော်ဈေးနှုန်းအတိအကျကျွန်တော် video ရအောင်ထည့်ပေးပါကျွန်တော်ဈေးနှုန်းလောကအလွတ်မရလိုက်လို့ပါ ော့ကျွန်တော်ဒီနေ့ပေါက်ဈေးနဲ့တွက်ပြီးတော့ကျွန်တော်ပြောလိုက်ရအောင်နော်မှားသွားမှဆိုလို့ဈေးများသွားရင်လည်းမကောင်းဘူးဈေးနည်းသွားရင်လည်းမကောင်းဘူးအဲ့တော့ကျွန်တော်တခြားလေးတွက်ပြီးတော့မှဗီဒီယိုအောက်မှာကျွန်တော်ထည့်ပေးပါမယ်။သုံးဆိုင်ကျွန်တော်ပစ္စည်းမှာပဲဆိုလို့ရှိရင်တော့ဗျာကျွန်တော်ထိုင်းနိုင်ငံဆိုလို့ရှိရင်တော့လက်ဆောင်ကျွန်တော်၃မျိုးပြောရ၃မျိုး၄မျိုးပေါ့၅မျိုးဖြစ်တယ်ပြော၆မျိုးဖြစ်တယ်ပြောပါတော့ကျွန်တော်အဆင်ပြေပြေဆိုလို့ကျွန်တော်ထိုင်းနိုင်ငံဆိုတော့တော်တော်ထည့်ပေးတယ်မြန်မာနိုင်ငံဆိုလို့ရှိရင်တော့ကျွန်တော်၈လက်ဆောင်ပေးတယ်နောက်ဒါမျိုးကျွန်တော်တော့ကြိတ်ပဲဖြစ်ဖြစ်ရေမွေးကပ်ပဲဖြစ်ဖြစ်ကျွန်တော်ထည့်ပေးပါတယ်ဒီကောင်လေးဒီကောင်လေးဆိုလို့ရှိရင်တော့ကျွန်တော်ကျိုးအဆစ်ဖြုတ်တဲ့ အစကူအတန်လေးရှိတယ်အဲ့ဒါလေးကျွန်တော်လက်ဆောင်ထည့်ပေးပါတယ်ခင်ဗျာဒါဒီကောင်းလေးဆိုတော့ကျွန်တော်ကျိုးအစ်စ်ဖြုတ်တယ်မဟုတ်ကျိုး adjust လုပ်လို့ရတဲ့ကောင်းလေးအလွယ်အလွယ်တကူပေါ့နော်ဒီအဲ့လက်နဲ့ဆိုကျွန်တော်တို့ကလောကခတ်တယ်လေအဲ့လိုဖြုတ်လို့ရတဲ့အတန်လေးကျွန်တော်လက်ဆောင်ထည့်ပေးပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာမှာဆိုလို့ရှိရင်ထောက်ဆောက်မှာထိုင်းနိုင်ငံအတွင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့9ရက်ကနေပြီးတော့10ရက်အတွင်းကျွန်တော်ပို့ပေးပါတယ်ကျွန်တော်ဒါလည်းကျွန်တော်ရက်ပို့ပြောတာကနော်အကြောင်းအကြောင်းမျိုးမျိုးကြောင့်ချွတ်ချော်သွားမှရှိလို့နော်ဒီမှာလည်းဗျာကျွန်တော်တို့ဒီမှာ နည်းနည်းလေးဘယ်လိုပြောလဲဆိုတော့ PC တစ်ခါကျတော့ delivery ရဲ့စနေတိုင်းလေးအလုံးမလုပ်တာလေးစနေတိုင်းလေးလာမယူပေးတာတွေအဲ့လိုမျိုးတွေလည်းရှိတယ်ဗျာအဲ့ဒါကြီးကြောက်သူရှိနေကျွန်တော်ကနည်းနည်းတိုင်ပတ်တယ်အကျွန်တော်တို့တို့မနေ့ထက်ခေါ်လာရင်စနေတိုင်းညတော့လာမယူဒါရဲ့ဒီမှာလာယူတာရှိတယ်အဲ့လိုမျိုးအကျွန်တော်ဒီမှာဆိုတော့ pick up ခေါ်လို့ရတယ်ဗျာနော်မြန်မာနိုင်ငံမှာဒီလိုပဲ pick up PC လာကောက်ဖို့တော့ခေါ်လို့ရတယ်အဲ့လို PC လာကောက်ဖို့တော့ခေါ်လို့ရှိလို့ရှိရင်ဒီခါကျရင်ဒီနေ့ခေါ်လာရင်မနေ့ကလောက်မှလာလာလေးရှိတယ်အဲ့လိုမျိုးတွေကြောက်ကျွန်တော်က9ရက်ကနေပြီးတော့10ရက်ထိုင်းနိုင်ငံအတွင်းကိုကျွန်တော်ယူပါတယ်ပုံမှန်ကတော့ဗျာကျွန်တော်6-9ရက်ဆိုပို့လို့ရတယ် ကျွန်တော်ကိုယ်တိုင်ဘကောက်မြို့တွင်ပို့ရမယ်ဆိုလို့ရှိရင်တော့သုံးလေးရမယ်အဲ့ဒါပို့တော့မကြဘူးเนาะဒါကျွန်တော်ကိုယ်တိုင်ပို့ရမယ်ဆိုလို့ရှိရင်ဒါကျွန်တော်ပြောပြတာပါကြားတဲ့အကြောင်းတွေလည်းကျွန်တော်ပြောပါတယ်ညညနိုင်ငံမှာမှာဆိုလို့ရှိရင်ကျွန်တော်အချိန်ပေးပြီးစောင့်နေမှာမှာပါကျွန်တော်အခုကာလမှာကျွန်တော်ပစ္စည်းအရင်လို့ကျွန်တော်အများကြီးရောင်းချင်ပေမဲ့ရောင်းလို့မရဘူးကျွန်တော်အကန့်အသတ်လေးဖြစ်နေတယ်ဝယ်ယူအပ်ပေးတဲ့လူကြီးမင်းတွေအများကြီးပါတယ်ကျေးဇူးလည်းအထူးတင်ပါတယ်အများကြီးများလည်းတင်ပါတယ်ကျွန်တော်ယုံကြည်ပြီးတဲ့အတွက် အဓိကတော့ကျွန်တော်တို့နိုင်ငံသားတွေကိုကျွန်တော်ပစ္စည်းကောင်းကောင်းလေးကိုဈေးသက်သက်သာနဲ့ရောင်းပေးကြင်ပါတယ်ခင်ဗျာအဓိကတော့ကျွန်တော်စရင်အမှန်ပါကျွန်တော်ဈေးအများကြီးတဲ့ကျွန်တော်တင်ပြီးမရောင်းပါဘူးဘာဖြစ်လို့ကျွန်တော်တို့ကရေရှည်စီးပွားရေးလုပ်ရမယ်ဆိုတော့တနက်စားလည်းမလုပ်ချင်ဘူးပေါ့နော်အဲ့ကိုကတော့ဈေးအများကြီးရောင်းလဲလို့တစ်ဖက်ပြောမသိဘဲနဲ့ဝယ်သွားတာတော့သူကတော့ဝယ်သွားမှာပဲနောက်ကြလို့ရှိရင်ပြန်ပြီးတော့ဈေးပြန်တည်တဲ့အချိန်ကျတော့ရှိရင်တော့မကောင်းဘူးဗျာဒီဇိုင်းဒီလိုမျိုးလုပ်တယ်ဒီလိုမျိုးရောင်းတယ်ဆိုတော့အဲ့လိုစိတ်ကနေခုသွားပြီးတော့သူ့ဈေးရနေပြီးတော့ကျွန်တော်နောက်ထပ် advertising တွေမရတော့ ျွန်တော်ရဲ့ adrenaline စင်းကတော့ရိုးရှင်းပါတယ်တဆင့်စကားတဆင့်နားနဲ့ပဲသွားပါတယ်အဲ့ဒီပုံစံကတော့ကျွန်တော်တို့အရန်ရိုးရှင်းဆုံးဖြစ်မှာပါလူကြီးမင်းကကျွန်စီကနေနိုင်တလုံးဝယ်လိုက်တယ် DPC ကကောင်းတယ်ဆိုရှင်လူကြီးမင်းကလူကြီးမင်းရဲ့ချစ်ခင်နှစ်သက်ရတဲ့လူတွေကိုလူကြီးမင်းကပြန်ပြောပြမှာပါနိုင်တဲ့ပတ်သက်လို့ရှိရင်ဒီ page ကစိတ်ချရတယ်ဒီကနေဝယ်တာကောင်းတယ်ဈေးတက်တာတယ် အဲ့ဒီ advertiser ကအကောင်းဆုံးပါပဲအဲ့တော့ကျွန်တော် boost လို့လည်းမလုပ်ပါဘူးကိုနော်အဲအဲ့လိုအဲ့လိုတစ်စက်စကားတစ်စက်နားနဲ့အားလုံးတည်သွားလို့ရှိလို့ရှိရင်လည်းကျွန်တော်ကပို့ပြီးတော့ရောင်းမှာပါအခုကာလမှာကျွန်တော်ကတော့ပို့ပြီးတော့ရောင်းချင်ပေမဲ့ကျူတိုင်းပဲသွားလို့နည်းနည်းနောက်ကျသွားတာလေးရှိပါတယ်ခင်ဗျအဲ့ဒါတရားလေးကျွန်တော် recommend ပေးပါတယ်တော်တော်လေးလည်းမှတ်ပါကက်စီဘောထွက်လာပါဒီကောင်လေးကကျွန်တော်စီမှာမဟုတ်ဘူးနော်တခြားမြည်သည့်နေရာမှာပဲဆိုဝယ်လို့ရတယ်ကျွန်တော်စီမှာဆိုလို့ရှိရင်နော်ဈေးတက်တက်တတနဲ့ရမယ်ဒါကျွန်တော်ပြောပြတာပါဒါပေမဲ့အနှင်းလို့လို့ဆိုလို့ရှိရင်တခြား စတော့ရှိတဲ့နေရာမှာတောဝယ်လို့ရပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်လည်းကျွန်တော်သဘောကျလို့ကိုကျွန်တော် review ပေးတာပါကျွန်တော်က casino ကနေခန့်လာတော့ brand ambassador လည်းမဟုတ်ပါဘူးသူတို့စီရောင်းပေးလို့လည်းကျွန်တော်အရှိုးအမြတ်ဆိုပြီးတက်တက်ထပ်ပြီးကျွန်တော်ကြံရပေးလို့ဆိုလည်းကျွန်တော်ရတာမဟုတ်ပါဘူးဒါတော့ကျွန်တော်လေးလာတဲ့အားနဲ့လေးလာကျွန်တော်လေးလာတွေ့ရှိချက်အရာပဲကျွန်တော်ပုံမလေးနေပြောတာပါအားလည်းချက်အသက်ကျတော့ကျွန်တော်လည်းပုံနေပြောတာပါအဝိုင်းဒီဇိုင်းမကြိုက်ဘူးဆိုလို့ရှိရင်တော့အဆင်မပြေပါဘူးเนาะအဝိုင်းဒီဇိုင်းကြက်တယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးကမိုက်တယ် ကျွန်တော်တို့အိမ်လေးလဲပပလေးကိုမှဆိုလာပါတာကတော်တော်အများကြီးအသာချက်ရှိပါတယ်ရိုးရှိချင်းကိုမှဆိုလာပါတဲ့အတွက်ကျွန်တော်နေအောင်ထိတွေ့နေတွေ့အဲမှာရှိတဲ့ဘက်ထရီကကျွန်တော်တို့အားဝင်နေမှာပါကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ K Angel က group ပါ bye bye